Thank you. မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မန္တလေးတက္ကသိုလ်ငလင်ကျောင်းပြိုကျပြီးမိလောင်နေတော့လေမိငိမ့်တက်မဲ့သူမရှိထိခိုက်ထရရရှိသူများပြားတယ်လို့ဆိုရဲကြောင်းတင်ဆက်ပေးပါမယ်ဒီကနေ့နေ့လေလှုပ်ခတ်သွားတဲ့အလွန်ပြင်းထန်တဲ့ငလင်ကျောင်းမန္တလေးတက္ကသိုလ်ပြိုကျပြီးမိလောင်နေတော့လေမိငိမ့်တက်မဲ့သူမရှိနေကြောင်းသိရပါတယ်မန္တလေးတက္ကသိုလ်ကငလင်ကျောင်းပြိုပြီးမိလောင်နေပါတယ်တခြားနေရာတွေမှာလည်းတမျိုးလုံးမိတွေလောင်နေတာတက္ကသိုလ်ထဲမှာစစစ်နေရာတွေရှိတယ်အများကြီးပဲဆရာဆရာမတွေလို့တက္ကသိုလ် ုဆရာမတောင်းကပြောပါရယ်လက်တော်ငလင်ကြောင်းမန္တလေးတက္ကသိုလ်တွင်မှလည်းထိခိုက်ဒဏ်ရာရရှိသူများပြားတယ်လို့သိရပါရယ် ဆလဘီ9.9အဆင့်ရှိအင်အားပြင်းထန်တဲ့ငလင်းကြောင့်မန္တလေးမြို့နယ်စကိုင်းမြို့ထိခိုက်ဆုံးဖြစ်ပြီးကုညီကယ်ဆယ်ရေးများလိုအပ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတရာပြိုကျတဲ့ပြင်မန္တလေးရှိ Great World Hotel မြစ်ဆုံ Hotel ပါဝင်အထက်မြင့်အဆောက်များဖုန်ကြီးကျောင်းများနမ်းမြို့ရိုးပါဝင်တမိုင်းဖျားပတိုးစီများပါပြိုကျတယ်လို့သိရပါတယ်။မြန်မာနိုင်ငံစကိုင်းမြို့ကိုဒီကနေ့နေ့လယ်12:52မိနစ်အချိန်ပဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့9.9အဆင့်ရှိအင်အားပြင်းထန်တဲ့ငလင်းကြောင့်မန္တလေးမြို့နယ်စကိုင်းမြို့အထိခိုက် ိုက်ဆုံးဖြစ်ပြီးကုညီကေစိမ်းများလိုအပ်နေကြောင်းကုညီကေစိမ်းသမားတွေကပြောကြားပါတယ်။မန္တလေးမှာအဆောက်အုံတွေစောင်းပြီးပြူကုန်းနာမြို့ထဲမှာတင်တော်တော်များတဲ့ဂရီဝေါဟိုတယ်မြစ်ဆုံဟိုတယ်နောက်ပြီးတော့မြို့လေကောင်ကတိုက်တွေလဲစောင်းကုန်နေများကြီးပဲ။အခုတော့ကုညီကေစိမ်းကပြိမိနေတဲ့သူတွေရှိနိုင်တယ်။ ကျွန်တော်တို့လည်းအတွေ့အကြုံမရှိဘူးကုညီကယ်ဆိုင်လိုအပ်ပါတယ်လို့မန္တလေးဒေသခံပရာဟိတသမတအုပ်ကပြောကြားခဲ့ပါတယ်။စကိုင်းမြို့မှာအထက်မြင့်တိုက်တာနေတဲ့အတွက်အပြည့်အစည်သတင်းများမရရှိသေးတော့လေစကိုင်းတရဟောင်းမှာတော့လုံးဝပြိုကျသွားကြောင်းရန်ကုန်မန္တလေးအမြန်လမ်းမှာလည်းမိုင်တိုင်း360နီးအပဝင်လမ်းတစ်လျှောက်ပြည့်စည်လျက်ရှိကြောင်းသိရပါတယ်။အောင်ပန်းမှာလည်းအောင်ပန်းဟိုတယ်၃တက်တိုက်ပြိုကျပြီးပိတ်မိနေသူတွေရှိရလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။